င်္ဂလာပါရှင်တွေ့ဆုံမင်းမြန်ကအစီအစဉ်ကကြိုးဆိုပါရစေ။ကုလတလောမှာပြန်လည်ဆစ်ဆေးဖို့ရဆိုင်လာတဲ့ရွှေကုံဘုရားနာအစီအမံခင်းနဲ့ပတ်သက်ပြီးတော့ဘီတုကပညာရှင်တန်ရာဒုတိယဥက္ကဋ္ဌဦးမော်လင်းကို DBS တူတူရဲ့ကိုမင်းမြန်မှုဖိတ်ခေါ်ထားပါရစေ။ ုတ်ကဲ့ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ဆရာဒီပေါ်တော့ဒီရှိရုံဖျားနာမှာလုံးမဲ့စီမံကိန်းတွေပေါ့နော်အဲစတင်နေဆိုတော့အတန်ကြာတဲ့အချိန်အားစပြီးတော့ဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်လာပါတယ်ပေါ့နော်အဓိကကတော့ဖျားကြီးရဲ့စက်ကိုင်းမှုကိုထိခိုက်မယ်ဆိုပြီးတော့ပေါ့နော်အဲဒီပေါ်ဆရာတို့ပညာရှင်တွေဘက်ကလိလာတွေ့ရှိထားတဲ့ဒီဖျားကြီးပတ်ဝန်းကျင်ကအဲမြင်နေထားလို့သုံးသပ်ပေးပါအောင်ရှင်ရှိရုံဖျားကိုထိခိုက်တယ်ဆိုတဲ့အခါမှာဟုတ်တကယ်ကိုဒီဆောက်ဒီဆောက်မှုစနစ်ပေါ့နော်ဒီလို structure ဘိုင်း မြေကြီးမခိုင်နာတို့ပြိုကျတာတို့ဘာတို့ကတပိုင်းပေါ့နောက်တပိုင်းကတော့ဟိုတင့်ဒေါ်လာမတင့်ဒေါ်လာပေါ့ planning ဘိုင်းပေါ့ဒါကတော့မျိုးတစ်မျိုးဖွံ့ဖြိုးတိုးတက်လာတဲ့ခါမှာရွှေတကုံဖျားလိုအင်မတန်တန်ဖိုးရှိတဲ့တမိုင်းအရာတန်ဖိုးရှိတဲ့ရင်ကျေးမှုအရာတန်ဖိုးရှိတဲ့သာသနိကအဆောက်အုံအရာဆိုလဲတန်ဖိုးရှိတဲ့အဆောက်အုံတစ်ခုရဲ့ပတ်ဝန်းကျင်မှာဘလို့အဆောက်အုံတွေဖြစ်တဲ့လဲဘလောက်ဆောက်တဲ့လဲဘလို့ ပတ်ဝန်းကျင်ကပြည်သူလူထုနဲ့ဘယ်လိုဆက်ဆံမှုရှိနေလဲဆိုတဲ့ဟာကိုမလေ့လာဘဲနဲ့စီမံကိန်းတွေလုပ်မယ်ဆိုရင်တော့ပြဿနာရှိတာမှန်ပဲဒါကပြိုကျတဲ့ကိစ္စတခုတည်းကိုပြောနေတာမဟုတ်ဘူးကျွန်တော်တို့ပြည်သူ့ကာရီအနေနဲ့ကတော့အမြင်ဆိုင်ရာမှာရောဒါတခါဒီမြို့ပြစီမံကိန်းပညာရှင်တွေအနေနဲ့ကတော့မြို့ထဲမှာဆွေတကုံဖျားပတ်ဝန်းကျင်ဟာဘယ်လိုမျိုးဖြစ်တင်လဲဆိုတဲ့ဟာကိုပိုစဉ်းစားတာပါ ဟုတ်ကဲ့ဆရာဟိုသမီးတို့သိရတလောက်ပေါ့နော်ဒီရွှေဘုံဖျားပေါ့ဝင်းချင်းမှာရှိတဲ့ဒကုံမြို့နယ်ပေါ့နော်အဲ့မြို့နယ်ကဆရာတိုက်တယ်မှာဆိုလို့ရှိရင်အထက်မြင့်ဆောက်လုပ်ခွင့်မပြုထားလို့သိရတယ်ဆရာဒါပေမဲ့ဒီစီမံကိန်းမှာဆိုလို့ရှိရင်12ထပ်ထိပါနေတယ်ဆရာအဲ့ဒါကဆရာဘယ်လိုတည်ရောက်မှုရှိလာနိုင်မလဲရှင်음ပထမတစ်ခုကတော့ကန့်တတ်ထားတယ်ဆိုရင်တော့ကန့်တတ်ထားတာထက်မပိုသင့်ဘူးပေါ့ကန့်တတ်ထားတာထက်မပိုယုံနေမကဘူးဒီနေရာမှာတိဆောက်ခွင့်ရှိတိဆောက်ဖို့ကောင်းရလား နော်ဒီလိုအဆောက်အုံတွေရှိတဲ့ရလားဆိုတော့ကိုအရင်စဉ်းစားရမယ်ကိစ္စလို့ထင်ပါတယ်ခုနကလည်းအဲ့ဒါကိုပဲပြောတော့ဟုတ်ကဲ့ဆရာဒီဘက်တော့ဒီသူတို့ဒီငွေပန်ကြတာပေါ့နော်ဆရာတို့လိုပညာရှင်တွေလေးလာတွေ့ရှိကြတာဝေပန်ကြတာဆိုတော့ဒီဖျားကြီးရဲ့စန့်ခိုင်မှုကိုထိခိုက်တယ်ဆိုတဲ့နေရာမှာဆရာသူတို့သိချင်တာပေါ့နော်ဒီတဖြည်းဖြည်းချင်းထိခိုက်မှုရှိလာမှာလားဒါမှမဟုတ်တဘာဝဘေးအနေရတွေကြုံလာလို့ရှိရင်စန့်စန့်ခံနိုင်မှုရှိမှာလားပေါ့နော်အဲ့ဒါလေးသုံးသပ်ပေးပါအောင်ဆရာဟုတ်ကဲ့ တကယ်တမ်းကျတော့ဟိုကြန့်ခိုင်မှုကိစ္စပြောရင်တော့အင်ဂျင်နီယာတွေပြောဖို့ပိုကောင်းတာပေါ့နော်ဘယ်လောက်ကြန့်ခိုင်မလဲမကြန့်ခိုင်ဘူးလဲဆိုတာလေတကယ်တော်တော်ခက်တယ်ဒီကနေ့တွေ့ရှိနေတဲ့ဤပညာအတတ်ပညာတွေနဲ့ဆန်းစစ်တာ ਉ ဘယ်လောက်ခိုင်ခံ့မလဲဆိုတာရှင်တကုံဖျားရှိနေတာဒီနေရာမှာတည်ရှိနေတာနှစ်ထောင်နဲ့ချီနေပြီကျွန်တော်တို့ကနောက်ထပ်10နှစ်အနှစ်20တည်တတ်တာနောက်ထပ်အနှစ်100အနှစ်200တည်တတ်တာကိုပြောနေတာမဟုတ်ဘူး နှစ်တထောင်နှစ်တထောင်နှစ်ထောင်လဲပြောနေတာမဟုတ်ဘူးကျွန်တော်တို့ပြောနေတာရွှေဒဂုံဖျားဟာတန်ဖိုးရှိတယ်ရန်ကုန်မြို့ဆိုတာတရှိနေတဲ့ဗမာပြည်ဆိုတာရှိနေတဲ့ဟုတ်လားဗမာပြည်လူမျိုးတွေဟာရှိနေတဲ့ကဘာကြီးဆိုတာရှိနေတဲ့ရွှေဒဂုံဖျားရှိနေဖို့ကောင်းတယ်လို့မြင်တာအဲ့တော့ဘယ်ဘယ်ဟာတွေကိုခိုင်ခန့်လားမခိုင်ခန့်ဘူးလားဘလောက်ခံနိုင်ရှိလားမရှိဘူးလားဆိုတာဒီကနေ့တွေ့ရှိရဲ့တွေ့ရှိချက်တွေနဲ့ပြောနေတာအဲ့ဒါကလည်းဘလို့လေလာဆန်းစစ်မှုမျိုးတွေလှုပ်ထားလဲဆိုတာပေါ်မှာတည်တယ် လက်တလောလောက်ရတာဟာရှိမယ်တကယ်လက်တွေ့ကြကြပြောမယ်ဆိုရင်တော့တကယ်လိလဆန်းစစ်မယ်ဆိုရင်ရွှေတုံးဖျားပတ်ဝန်းကျင်တစ်ခုလုံးဆန်းစစ်တင်တာပေါ့လိလစရာတွေအများကြီးရှိတယ် planning view ရရှိတယ်ဥပမာဆိုတော့အဲ့ဒီနေရာမှာရွှေတုံးဖျားဖျားပတ်ဝန်းကျင်ဘယ်နေရာမှာဖြစ်ဖြစ်ပါသွားဆောက်ရင်ဘလောက်ဟိုလူနေဆောက်အောင်တွေဘလောက်တိုးလာမလဲတိုးလာတဲ့အခါမှာအဲ့လူတွေရဲ့သုံးချတဲ့ရေရဘယ်ရရမလဲသူတို့ကစွန့်ပစ်တဲ့ဟလာဒီအမှိုက်စနစ်တွေရေစိုးစနစ်တွေမိန်လာစနစ်တွေကဘယ်လိုဖြစ်နေမလဲ ဒါမျိုးတွေအစားစင်စားမယ်ထွက်လာတဲ့အဲ့မှာနေကြပြီဆိုရင်ကားတွေကကြက်မယ်အခုတော့ရန်ကုန်မြို့ကားကြက်ဟိုနားဒီနားသွားလို့မရဘူးဖြစ်နေတဲ့အချိန်ဒီမှာဘလောက်ကြီးကျယ်တဲ့အဆောင်တွေလူတွေဘလောက်နေလို့ကားတွေဘလောက်ကြက်လာမလဲဆိုတာတွေအဲ့ဒါမျိုးတွေစဉ်းစားရမှာလीအဲ့တော့ဟိုပြောမယ်ဆိုရင်တော့ဟိုဒီခုနစကားကိုပြန်ပြောရင်ဒီလိုအဆောက်အုံမျိုးတွေဒီလိုစီမံကိန်းတွေဟာရှိတယ်လားမရှိတယ်ဘူးလားဆိုတော့တည်တည်ချာချာကိုစမ်းစစ်ပြီးမှလုပ်ရမယ်ဟာဖြစ်နေတယ်။ကြန့်ခိုင်လားမကြန့်ခိုင်ဘူးလားဆိုတာနောက်တစ်ဆင့်ပေါ့ ဟုတ်ကဲ့ပါဆရာဒီဟာနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီစီမံကိန်းနဲ့တက်ရောက်မှုနဲ့ပတ်သက်ပြီးတော့ဒီပညာရှင်တွေဘက်က master plan တခုရေးဆွဲနေလို့လည်းကြားပါပါဆရာအဲ့ဒါကဗောနော်ဘယ်သူတွေပူးပေါင်းရေးဆွဲနေရလဲဘယ်လိုလောက်ထုတ်ပြန်မယ်လို့ဆရာသိထားလဲရှင်အဲကျွန်တော်သိသလောက်တော့ဆရာကြီးဒေါက်တာကျော်လတ်တို့ဟို master plan ဆွဲနေပါတယ်အဲ့လိုပဲသေချာသိပါတယ်သိတဲ့လောက်ကတော့ဒီလောက်ပါပဲဟုတ်ကဲ့ပါဆရာဒီလိုပေါ့နော်ဒီဝေဖန်မှုတွေရှိနေတဲ့အချိန်မှာပဲပေါ့နော်တက်ဆိုင်ရာကုမ္ပဏီကဒီမေလ9ရက်နေ့ရပေါ့နော်ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒီတစုံတစ်ခုဝေဖန်လို့ရှိရင် ဟိုစီမံကိန်းရက်တက်အောင်ပြောဆိုတာမျိုးရှိရင်တရားစွဲဆိုရဲအထိအေးအေးယူမယ်လို့သူတို့ပြောဟားတွေ့ရတဲ့ဆရာဒါကလေဆရာဆရာမြင်ပေါ့နော်ဒီ master plan ရေးဆွဲနေတဲ့လူတွေပေါ့ဘယ်လောက်ထိတရားမှုရှိမလဲဆရာဆရာဘယ်လိုသုံးသပ်မိလဲမသိရှင် master plan ဆွဲတဲ့ကိစ္စတော့မသိဘူးတရားစွဲမယ်ဆိုတော့ကျွန်တော်သေချာနားမလဲဘူးဟိုဘာကိုပြောနေမှန်းလဲကျွန်တော်သဘောမပေါက်ဘူးပြည်သူလူထုကစိတ်ပူတယ်ဒီနေရာမှာစောင့်ရင်မျိုးစုံပါခုနလိုမခိုင်းလို့ပြိုကြမှာလဲစိတ်ပူတယ်ရွှေတုံဖျားကြီးရောကြသွားမလားအောက်ကရေတွေထုတ်လို့ ဟလာငရင်ကြောင့်တခုခုဖြစ်လို့ဒီနေရာတွေမှာသွားတူတိတ်ကတ်နေတာကိုစိတ်ပူကြတာပြည်သူလူထုစိတ်ပူတယ်ဆိုတာကပြောမှာပဲစိတ်ပူရင်လူထုကပြောမှာပဲဝေဖန်မှာပဲစီမံကိန်းမှမဟုတ်ဘူးအစိုးရကိုလည်းဝေဖန်နေတာပဲဟလာနိုင်ငံရေးသမားတွေကိုလည်းဝေဖန်နေတာပဲလွှတ်တော်ကဟလာလွှတ်တော်ကိုယ်စားလှယ်တွေပြောနေရင်လည်းပြည်သူလူထုကဝေဖန်မှာပဲပြည်သူလူထုကိုတိုက်ရိုက်ထိခိုက်တဲ့ပြည်သူလူထုအကျိုးစီးပွားကိုထိခိုက်တဲ့အခါဆိုပြည်သူလူထုကဝေဖန်မှာပဲတရားစွဲခြင်းစွဲရင်ခုနလိုအခြေအနေမျိုးတွေဖြစ်လာနိုင်တာကို ဇွတ်လောက်ပါရဆိုရင်ပြည်သူလူထုကသာသူတို့တရားစွဲတာဖြစ်မှာပေါ့ဟုတ်တယ်မလားသူတို့ကတရားစွဲမယ်ဆိုတော့ဘယ်လိုမှနားမလည်နိုင်လောက်အောင်မယ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခါပါနော်ဆရာဒီစီမံကိန်းနဲ့ပတ်သက်ပြီးပြည်သူလူထုဝေဖန်တဲ့နေရာမှာပေါ့နော်ဒီတချို့ဆိုလို့ချင်းဒါကဘာသာရေးရရင်ကျေးမှုဝင်နေထိမ့်သိမ်းတဲ့ဇေဒီတော်ကြီးတစ်ခုတက်ခိုင်းမှုအားနဲ့တမပြောက်ပြတ်သွားမှာစိုးရင်ဝေဖန်ကြရပေါ့နော်ဒီလိုစိုးရင်ပူပန်နေတဲ့ပြည်သူလူထုကိုပေါ့နော်ဒီစီမံကိန်းနဲ့ပတ်သက်ပြီးရောဘယ်လိုမျိုးပွင့်လင်းမြင့်တောင်ခြားပြတဲ့နေလို့ဆရာတုံ့ပြန်ပြီလဲရှင်ဒီလူလူထုကအကုန်ပြောရမှာ စမလုတ်ခင်ကတည်းကဒီလိုစီမံကိန်းတွေလုတ်မယ်ဆိုတော့လူတို့ဇီယာနားကိုထောင်ရမှာမျိုးပြဖွံ့ဖြိုးတိုးတက်တယ်ဆိုတာလူတစုကသို့မဟုတ်အစိုးရတရက်ကလုတ်ချင်တယ်လို့သွားလုတ်ပြီးတော့ဖွံ့ဖြိုးရတာမဟုတ်ဘူးသူ့မျိုးသူမျိုးသားတွေသူ့တိုင်းသူပြည်သားတွေသိအောင်လုတ်ပြီးတော့မှဒီလိုဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေလုတ်နေပါတယ်ခင်ဗျားတို့ဘယ်လိုမြင်လဲပတ်ဝန်းကျင်ကပြောပါဆိုတော့မှပြည်သူလူထုကအဲ့လိုအသိပေးပြီးတော့မှလုတ်ရတဲ့စီမံကိန်းလေစီမံကိန်းဆိုတာဒီလိုလုတ်ရတာဒီလိုအစိုးရတရက်လုတ်လို့မရဘူး ကျွန်တော်လွယ်လွယ်ပဲပြောမယ်ဗျာဒီအစိုးရဘလောက်ကြာကြာခံပါလဲကျွန်တော်တို့ဥသိမ်းစိန်အစိုးရဘလောက်ကြာကြာခံပါလဲဟုတ်တယ်မလားသူတို့ကခါ10နှစ်နောက်နှစ်20နှစ်30ပေါ့အစိုးရတွေကပြောင်းနေမှာရွှေတကုံဖျားကြီးကပြောင်းနေတာမဟုတ်ဘူးလူတွေရဲ့ spirit ပေါ့ဟာလူတွေရဲ့ကြည်ညိုစိတ်မျက်နှိုးစိတ်လူတွေရဲ့ကိုးကွယ်မှုပြောင်းနေတယ်အဲ့ဒါတွေကပြောင်းမှာမဟုတ်ဘူးပြောင်းတာအစိုးရပြောင်းရင်ပြောင်းသွားမယ်အဲ့တော့အစိုးရတရက်ကဒီဟာတွေကိုဂယုမဆိုင်ဖဲနဲ့ကိုယ့်အကူလှုပ်လို့မရဘူးပြည်သူလူထုကိုမပြောဘဲလှုပ်လို့လှုပ်ဒီစီမံကိန်းတွေပေါ်လာတယ်ဆိုတော့ကိုယ်က အမှန်တော့အစကတည်းကအမှားကြီးပဲဟုတ်ကဲ့ပါဆရာတကယ်လို့ဒီစီမံကိန်းရပေါ့နော်မဖြစ်မနေအကောင့်ထည့်ဖော်ရမယ်အဲ့နေရာမှာအဲ့လိုစောက်ရမယ်ဆိုလို့ရှင်ဆရာဟိုဘလို့အနေထားဆရာ risk အ ਨੇ ဆုံးဖြစ်မလဲထိခိုက်တတ်ရမှုပေါ့နော်ဘလို့အ ਨੇ ဆုံးဖြစ်မလဲဆရာဒီစီမံကိန်းမဖြစ်မနေစောက်ရမယ်ဆိုရင်တော့ပထမဆုံးဘာလုပ်သင့်လဲဆိုဒီစီမံကိန်းစောက်လိုက်တဲ့အခါမှာပြည်သူလူထုကိုဘလောက်ထိခိုက်နိုင်လဲရွှေတကုံဖျားကြီးဟလာခုနလိုကြန့်ခိုင်မှုနဲ့ပတ်သက်လို့ဘလောက်ထိခိုက်နိုင်လဲပတ်ဝန်းကျင် ဒီ ecology system တွေဘလောက်ပျက်စီးသွားနိုင်လဲရေအရင်းမြစ်တွေထုတ်လုပ်ထားတွေများလို့ဘလောက်ထိဟိုမြေမြေကျောတွေရွေ့ရသွားနိုင်လဲစတဲ့ကိစ္စတွေအကုန်လုံးဟာဒီစီမံကိန်းမဖြစ်မနေလုပ်ရမယ်ဆိုရင်စီမံကိန်းကိုခဏရပ်ပြီးတော့စနစ်ကျတဲ့ research တွေသုတေသနပြုတာတွေလေ့လာစမ်းစစ်တာတွေလုပ်ကိုလုပ်ရမယ် environmental impact assessment လို့ပြောနေတဲ့ဟာတွေဟာလား social impact assessment တွေဒါတွေတွေမကဘဲနဲ့ရင်ကျေးမှုအရာဘလောက်ထိခိုက်သွားမလဲဟုတ်လား ဘလောက်လိုလဲကျွန်တော်တို့စီမှာဘာတွေဘလို့အဆောက်အုံတွေတကယ်ဘလောက်လိုလဲစစတဲ့အရာအကုန်လုံးပေါ့နော်အဲ့လိုအချက်လက်တွေအကုန်လုံးစနစ်တကျလေးလာစမ်းစစ်ပြီးလောက်ရမယ်လို့ထင်တယ်မေလာ18ရက်နေ့မှာဆရာတို့ဒီဆွေးနွေးပွဲတစ်ခုလုပ်မယ်လို့လည်းတည်ထားရဲ့ဆရာအဲ့မှာဘယ်သူတွေပါဝင်ပြီးဆွေးနွေးမလဲဆရာတို့ဘာတွေအဓိကထားပြီးဆွေးနွေးမလဲသိပြရသေးရှင်ကျွန်တော်တို့ကရွှေတကုံဖျားရွှေတကုံဇေဒီတော်ရေရှည်တည်တန့်ခိုင်မြဲရေရေရှည်အတွန့်ရှည်ရေနဲ့ရွှေတကုံပတ်ဝန်းကျင်ပေါ့နော်တွန့်ရှည်ရေဆိုတဲ့ခေါင်းစဉ်နဲ့လုပ်မှာပါ ပြည်သူကတွေပါမယ်အင်ဂျင်နီယာတွေပါမယ်ငရင်နဲ့ပတ်သက်တဲ့သူတွေဟလာဟိုဘာလဲပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ environmental list တွေ water resources ပေါ့ခုနလိုရေရင်းပြင်းနဲ့ပတ်သက်လို့နားလည်တဲ့ပညာရှင်တွေ planner တွေအဲတခါချင်းကျော် conservation ပေါ့နော်ဟိုဒီမြို့ပြအမွေအနှစ်တွေထိမ့်သိမ့်တဲ့ပညာရှင်တွေအဲ့လိုပညာရှင်တွေအကုန်လုံးစုပြီးပြောကြဆိုကြမှာပါ โอเคပါဆရာဒါနဲ့ပတ်သက်ပြီးရောပေါ့နော်ဒီစီမံကိန်းနဲ့ပတ်သက်ပြီးရောပြည်သူတွေစိုးရိမ်မှုရောသက်ဆိုင်ရာကုမ္ပဏီရောဆရာဗာများဖြည့်ဆွက်ပြောချင်တာရှိလဲရှင်ပြည်သူတွေကတော့စိုးရိမ်နေတယ်အမှန်ပဲစိုးရိမ်မှာပဲတလုံးတလောက်ရှိနေတဲ့ဟုတ်လားကျွန်တော်တို့ဒီလောက်မျက်မျက်နှုံနှုံထားပြီးကဘာမှာကဘာမှာကျွန်တော်ဗမာပြည်ကျွန်တော်တို့နိုင်ငံကြွားเสียတိတ်မရှိဘူးကျွန်တော်တို့ကချွတ်ချုံကြပြီးဟိုတော်တော်ကိုဆင်းရဲမွဲတေပြီးတော့အောက်ဆုံးရောက်နေတဲ့နိုင်ငံ ဘယ်ဘက်ကပြောပြောပညာရေးပြောပြောအကျဉ်းစာရိတ်တာပြောပြောနိုင်ငံရေးစီးပွားရေးလူမှုရေးအဖက်ဖက်ကချစ်ချုံကြနေတဲ့နိုင်ငံမှာကျွန်တော်တို့မှာကဘာမှာထွက်ရင်မောင်းတန်းနိုင်တာကျွန်တော်တို့ယဉ်ကျေးမှုအဝေးနဲ့တည်းရှိတယ်။ဒါပဲရှိတယ်။ပကံလိုဟာမျိုးရှိတယ်၊ရွှေတကုံဖျားလိုဟာမျိုးရှိတယ်၊စုလီဖျားပိုးဆောင်ဖျားစတဲ့သာသနိကအဆောင်တွေရှိတယ်။ဒီလိုအမွေအနှစ်တွေဟာကျွန်တော်တို့ကျွန်တော်တို့ရဲ့ဂုံကိုနော်ကျွန်တော်တို့နိုင်ငံရဲ့ဂုံကိုလည်းအများကြီးမြင့်တင်တဲ့အဆောင်တွေဖြစ်တယ်။လူတွေရဲ့ကြည်ညိုလေးစားမှုမြတ်နိုးမှုဆိုတဲ့လူတွေရဲ့အဲ့ စိတ်ပိုင်းဆံရရပါတော့။အမှန်အားရှိတဲ့အစအုံလေး။ဆိုတော့လူတွေပူပန်မယ်ဆိုတာဘာမှမဆန်ပါဘူး။ပူပန်မှာပဲတဘာဝကြတယ်။ပူပန်မှာလူတွေဆက်ပြီးတော့ကာကွယ်ဖို့လိုတယ်။ကျွန်တော်ဥပမာတစ်ခုပြောမယ်နည်းနည်းချိန်ရရင်။အင်္ဂလိပ်ဆိုရအင်္ဂလိပ်ကစစ်တိုက်ပြီးဗမာပြည်ဝင်လာတယ်။ဝင်လာပြီးတော့ရွှေတုံဖျားနေရာကိုတင်ထားတယ်ပေါ့။အခုဒီပြဿနာတွေရဲ့အကျိုးဆက်ကတကယ်တမ်းပြောရင်တော့အင်္ဂလိပ်ကစခဲ့တာ။အင်္ဂလိပ်ကကန်တော်မန့်ဆိုပြီးတော့ဒီနေရာမှာစစ်စခန်းချပြီးနေရာယူပြီးစစ်တပ်ဆွဲရနေပြီးတော့ဒီမြေကအဆင့်ဆင့် တက်ပိုင်းဖြစ်သွားတာပေါ့နော်အင်္ဂလိပ်ထွက်တော့ဂျပန်စစ်တပ် ပြီးတော့ဗမာစစ်တပ်ပေါ့ဒီလိုယူထားကြတာအဲ့ဒီလိုနဲ့ကုပြတနာဖြစ်တယ်ထားပါတော့ရွှေတကုံဖျားပေါ့အဲ့ဒီတော့ဗြိတိရှအရာရှိတွေသူတို့ကတခင်ကြီးတွေပေါ့ဖနှက်စီးပြီးတက်တယ်အဲ့တော့ပြည်သူလူထုကထွက်တိုက်ကြတယ်ရွှေတကုံဖျားပေါ့ဖနှက်စီးမတက်ရေးပေါ့အကြဘူးမှာပါဥသိမ်းမောင်တွေပေါ့ဟုတ်လားခေါင်းဆောင်ပြီးတော့တိုက်နောက်ဆုံးမှာအင်္ဂလိပ်ဟာဥပဒေနဲ့ပြတ်ထန်းပြီးတော့ကို နောက်ဆုတ်ရတယ်သူတို့ဖက်နှက်တောက်လျှောက်တက်နေရနော်သူတို့ဖက်နှက်စီးပြီးတက်နေရအဲ့တော့ဖက်နှက်မစီးတော့ပါဘူးဆိုပြီးဆင်းရဆိုလိုတာပြည်သူလူထုရဲ့ပြည်သူလူထုရဲ့တိုက်ပွဲပဲဆိုတာနော်လူထုရဲ့လှုပ်ရှားမှုကအင်တန်ရေးကြီးပါတယ်လူထုကတကယ်မလိုလားဟုဆိုမရဘူးအဲ့တော့အဲ့ဒါအဲ့ဒါကိုစီးပွားရေးသမားတွေနိုင်ငံရေးသမားတွေအကုန်လုံးကသတိပြုသင့်ပါတယ်ပြည်သူလူထုမလိုလားတဲ့တော်တော်ကြီးကိုစန့်ကျင်တဲ့ကိစ္စမျိုးတော့အများကြီးသတိထားသင့်တယ်လို့ကျွန်တော်ပြောချင်ပါတယ်